ခုဒီဗီဒီယိုလေးကိုအဓိကကြည့်နေကြတာကကျွန်တော်လိုအရွယ်30ဝန်းကျင်တွေကိုအဓိကကြည့်နေကြတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အလူတစ်ခုဟာလောလောလေးပြီးမြောက်သွားခဲ့တယ်လို့ကျွန်တော်အခုချိန်ထိထင်နေတော့မှာပဲ။သို့တော့ဒီအလူရပွဲလေးကိုဝင်ရောက်လေ့လာကြည့်တဲ့အခါကျမှအလူတစ်ခုဟာလေချာ စနစ်တကျစီစဉ်ပြီးတော့စီမံခန့်ခွဲမှုပေါင်းများစွာ စီးလုံးညီညွတ်မှုပေါင်းများစွာ ရှေးထုံးများစွာနဲ့စနစ်တကျလှုပ်ဆောင်ကြရတာပါ။ ကွင်းစားစေးတောင်ညဆိုတာပါလေအလူမန်းတဲ့စောက်တဲ့အခါမှာရှင်ဥပဂௌဒယဟန္တာကိုဘာကြောင်ပင့်ဆောင်ထားရပါသလဲအလူမန်းတဲ့မှာဘာကြောင်ဖနက်မစည်းသင့်တာလဲအဲ့ဒီလိုဘာသာရေးနဲ့ဆိုင်တဲ့ရှေးထုံးဘဟုတုဒ္ဒရီအပြင်ညာဒေတာရဲ့ကြေးရွာတွေမှာခုနှစ်ရက်ခုနှစ်လီ ထမရီချောင်းစီမောင်းတီဗီလူတဲ့အလူတော်မင်္ဂလာပွဲတစ်ခုဟာလက်သက်ဝဲမီယိုထိုရင်းနှင်းငဲ့တိုက်သူကအစားပြပြေဆုံးဆုံးပါဝင်ပြီးတော့ အရာရာကိုလိုလေသေးမရှိစီမံထားပုံကိုဒီဗီဒီယိုလေးမှာကြည့်ရမှာပဲဖြစ်ပါတယ် ားလုံးပဲမင်္ဂလာပါကျွန်တော်ဥယျာဉ်မူပါဗျဒီနေ့ဗီဒီယိုလေးမှာတော့နေရဒေတာတစ်ခုစီတိုင်းမှာမတူညီတဲ့ဓလေ့ထုံးစံစင်လာလေးတွေရှိကြပါတယ်ဒီဗီဒီယိုလေးကိုအဓိကကြည့်စေချင်တဲ့သူတွေကလူကြီးပိုင်းနေမဟုတ်ဖ ೇನೆ ကျွန်တော်တို့လိုအရွယ်လူငယ်ပိုင်းနေလူလက်ပိုင်းနေကိုအဓိကပိုးကြည့်စေချင်တာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီဗီဒီယိုလေးမှာအလူပွဲတစ်ခုဖြစ်ဖို့ဆိုတာကဘလောက်ကိုခက်ခဲပြီးတော့ဘလို့စီမံခန့်ခွဲမှုတွေနဲ့ ကျေးရွာရဲ့ညီညွတ်မှုတွေစီးလုံးမှုတွေအင်အားတွေကိုဘလို့ပြတ်သားရတယ်ဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာတွေ့ရမှာမလို့ပဲဖြစ်ပါတယ်ဒီအလူတော်ဝေးကြီးဟာကျွန်တော်တို့ငငယ်ကသချင်းတွေထဲမှာကြားဘူးခဲ့တဲ့အတိုင်းပဲ9ရက်94မိโกတိတ်ကျွေးတဲ့ထမရီချောင်းစီမောင်းတီဗီလူတဲ့အလူတော်မျိုးကြီးပဲဖြစ်ပါတယ်သို့တော်လည်းဒီအလူတော်ဘွဲဟာကျေးရွာတွေအတွက်ဆိုတော့အလူတော်အငယ်လေးလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီအလူတော်ဘွဲမှာစိုင်းနေဝိုင်းနေမပါတဲ့အတွက်ကြောင့်ပါ ကျွန်တော်အလူတော်ပွဲရှိတဲ့ရွာကိုရောက်တဲ့အချိန်မှာအလူမတိုင်ခင်၃ရက်လောက်အလူမှရောက်ခဲ့ပါတယ်။မန်တက်ကိုတော့လွန်ခဲ့တဲ့၂ရက်လောက်ကတည်းကထိုးထားတယ်လို့သိရပါတယ်ဗျ။မန်တက်အတွင်းမှာဆိုရင်တော့စိုင်းတွေဝိုင်းတွေဖြောပြေးကြီးတွေဘာတစ်ခုမှမပါဘဲနဲ့အလူကို လာရောက်လေပတ်ကြတဲ့ဧည့်သည်တွေနဲ့စီကားနေတာကိုတွေ့မြင်ရပါတယ်။လာရောက်ကြတဲ့ဧည့်သည်တွေကို ရင်နွေးချမ်းနဲ့စားစရာတွေကိုအဲ့ခံထားတာကိုတွေ့မြင်ရပါတယ်။လာရောက်ကြတဲ့ဧည့်သည်တော်တွေကလည်းပထမတစ်ခေါက်လာတဲ့အချိန်မှာလက်ပလာနဲ့လာကြတာမဟုတ်ဘဲနဲ့အလူမပါဝင်အားဖြည့်တဲ့သဘောမျိုးအဲ့ခံစရာတွေကိုယူဆောင်လာကြပါတယ်။ဒါပေမဲ့အခုကျွန်တော်မြင်တွေ့ရတဲ့အတိုင်းဆိုရင်တော့ဧကန်စရာယူဆောင်လာတာအများစုက စံနေပဲဖြစ်နေတဲ့အတွက်စံပါလာတဲ့သူတွေကို သူတို့ရဲ့စံသေးလာတဲ့ဓာန်အိုးတွေထဲမှာအလူအကနေပြန်ကန်းတဲ့မုံတွေကိုထည့်ပေးလိုက်ကြပါတယ်။ဒီမုံကတော့အလူအကပြန်ကန်းတဲ့မုံပါ။မုံနာမည်ကမုံဖြူစုပ်လို့ခေါ်ပါတယ်။စံမုံနဲ့ပဲလွန်စီနဲ့လှုပ်ထားတာပါ။အဲ့ဒီလိုစံနေယူလာတာမျိုးတော့ရွာခေါ်ရအလူပောင်းတယ်လို့ခေါ်ပါတယ်။ဒါကတော့အလူအရင်လှုပ်တဲ့ဧကန်ကျွေးမွေးတွေပါ။အခုမြင်တွေ့နေရတာကတော့ဘူးဒီနဲ့အမဲသားကြော်ပါ။ နောက်ပြီးတော့ကလပ်ဘဲเจ้าမှာစာလိတ်ခြေထားဥသဘောမျိုးပါပဲဒါတော့ကြာတန်ကျော်ပါဒီအမီးအေကန်တွေကိုအလူရင်းတရင်းလုံးခုနှစ်ရက်လုံးကိုအေကန်ကျွေးမွေးနေတာပဲဖြစ်ပါတယ် နောက်တစ်နေရာမှာတွေ့မြင်နေရတာကတော့ရင်သွေးအိုးကိုတာဝန်ယူထားတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့ကလည်းအဆက်မပြတ်အောင်အများရန်ရင်သွေးအိုးအကြီးနဲ့ကိုကျိုးနေကြတာပါ။ဒါမျိုးရင်သွေးအိုးကြီးကဒီလိုအလူတွေမှာပဲတွေ့မြင်ရတာပါ။ကျေးဇူးပဲကော သူတို့ရဲ့ဘေးမှာတော့ရင်းနှီးအိုးလိုက်ဖြည့်တဲ့အဖွဲကိုတွေ့ရပါတယ်။အခုဒါကျွန်တော်ရိုက်နေတဲ့အချိန်မှာဧည့်သည်တွေတိတ်မလာကြသေးတဲ့အတွက်ဒီပေါ်မှာရင်းနှီးအိုးနည်းနည်းပဲရှိနေရပါတော့။တကယ်တမ်းဧည့်သည်တွေလာတဲ့အချိန်ဆိုရင်တော့ဒီပေါ်မှာရင်းနှီးအိုးတွေအများကြီးနဲ့အစင်သင်းကိုစောင့်နေကြတာပါ။ဒါကတော့ဒီနေ့ကျွေးမဲ့ဝတ်သားနဲ့ခရံကောင်းပြီးဟင်းမဲ့ဖြစ်ပါတယ်။ဒါကအလူကြီးနဲ့မရောက်သေးပါဘူးဗျ။တစ်ဖက်မှာဆိုလို့ရှိရင်တော့ခရံကျင်သိငပိကျက်ရဲ့ချမောင်ရွက်ဟင်းရဲ့ကိုတွေ့မြင်ရပါတယ်။ ဘူးသီးတွေလီနေကြတဲ့အဖွဲကိုလည်းတွေ့မြင်ရပါတယ်သူတို့ကတော့အမဲသားနဲ့ဘူးသီးနဲ့ကြော်ဖို့အတွက်လုပ်နေကြတာပါလောက်ကြတော့ကြည်အမေဒါအခုတခါလဲအော်တာဆင်တောက်တော့ဈေးမိသားတွေနဲ့ကအခုလီးနေကြတဲ့သူတွေချက်ပြုံနေကြတဲ့သူတွေထဲမှာအမျိုးသမီးတအူးမှမပါပါဘူးဗျ ကြီးရွာကအမျိုးသားကြီးတွေပဲဖြစ်ပါတယ်။အင်းချက်ဘလောက်ကျွမ်းကျင်နေကြလဲဆိုတာကိုကြည့်လို့ရပါတယ်ဗျ။အဲဒီဒီကအကုန်းတွေကြီးတယ်။ဒီမှာတော့အခုရာသီပေါ်တဲ့တရရွတ်နှုတွေကိုဖြောနေပါတယ်။အဲ့ဒီတရရွတ်နှုတွေကတော့ထမင်းရုံမှာထမင်းကျွေးတဲ့အခါအတိုးမြုပ်တွက်ပါ။ကျွန်တော်တို့ဒီဘက်ဟင်းချက်တဲ့အဖွဲတွေကိုဗီဒီယိုရိုက်နေတဲ့အချိန်မှာတစ်ဖက်မှာလည်းသူတို့ရဲ့အလုပ်တွေကိုကိုစီကုံကလုပ်နေကြပါတယ်။ကျွန်တော်ဗီဒီယိုရိုက်တဲ့အခါမှာတော့မနိုင်ပါဘူးဗျ။ တစ်ဖက်မှာကျွန်တော်ထမင်းပေါင်းအိုးကြီးတွေနဲ့ထမင်းပေါင်းနေတာကိုရိုက်ချင်ပေမဲ့လည်းအဲ့ဒါကိုမမီလိုက်ဘူးဗျသူတို့ကတစ်ဖက်မှာလည်းဇက်တိုက်လုံနေကြတယ်ပေါ့နော်နေ့လယ်၁၇နာရီကြော်ကြော်လောက်မှနေ့လယ်သားကိုဧည့်ခံပါတယ်အဲ့ဒီလိုအဲ့ခံဖို့အတွက်ဟင်းအိုးတွေတွေကနေပြီးတော့ဗာလီချိုင်ဘုံတွေတွေကိုဟင်းတွေကိုခတ်ထည့်ပါတယ်ပြီးကြတော့အစင်သွင်းရှိနေတဲ့ထမင်းကျွေးအဖွဲတွေကထမင်းစားမန်းတပ်ထဲမှာရှိတယ်ဟင်းပကံတွေတွေကိုသွားထည့်ကြမှာပဲဖြစ်ပါတယ်

ာလည်းခဲ့ပါဘာလို့ကြီးကြီးဟာလာကြည့်အောင်လို့မမမဘူးဘူးဘူးဒီစားရည်ကတော့ကျူတော့အော်ဘူး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 ဒီလူမတော့ခင်းနေတဲ့ငပိချက်ကအရန်ကိုစားကောင်းပါတယ်ကျွန်တော်ထမင်းပေါင်းဦးတွေနာရောက်တော့ထမင်းပေါင်းဦးတွေကပေါင်းလို့ပြီးသွားခဲ့ပါပြီအခုဆက်လုပ်နေတာကတော့ အပြန်ကမ်းဖို့အတွက်မောင်ဖြူစုပ်တွေပေါင်းနေတာပဲဖြစ်ပါတယ်မောင်ဖြူစုပ်တွေကလည်းဒီအိုးကြီးနဲ့ပဲပေါင်းရတာလို့သိရပါတယ်ခမင်းနဲ့တရားနဲ့ပဲပေါင်းတာဟာခုမြင်တွေ့နေရတဲ့ပေါင်းအိုးကြီးကလည်းရွာပေါင်းတော်အိုးကြီးပဲဖြစ်ပါတယ်။ဒါမျိုးအိုးကြီးကိုလည်း ျွန်တော်တို့လူငယ်ပိုင်းတွေအနေနဲ့တော့မြင်တွေ့ရဖို့ခက်မယ်လို့ထင်ပါတယ်ဗျ။ဒါတော့ပေါင်းလေးရချထားတဲ့ထမင်းလေးတွေပဲဖြစ်ပါတယ်။စံလေးတွေကလည်းကောင်းတော့ကြတော့ကော့ပြီးတော့စားတွေကိုရှိနေတာပဲဗျ။ကျွန်တော်တို့ရွာစံစဘာအဓိကစိုက်တဲ့ရွာဖြစ်တဲ့အတွက်စံအတွက်ကတော့လုံးဝပူစရာမလိုပါဘူး။ကို့ရွာထွက်တဲ့စံကိုပဲအလူမှာဧည့်ခံကြပါဗျ။ အလူတမင်းစားမန်တက်ကြီးကိုထမ်းရွက်တွေနဲ့ပတ်ပတ်လေကားထားပြီးတော့အပေါ်မှာမိုးကအုပ်ထားပါတယ်အကန်စီးတဲ့နေရာလေးတွေနောက်ပြီးတော့ထမင်းစားတဲ့ဇလုံတွေကမျိုးပေါ်နေတဲ့သူတွေအတွက်တော့အထူးစမ်းဖြစ်မယ်လို့ထင်ပါတယ်ဒီဘက်မှာတော့အလူထမင်းတွေးတာကိုဇလုံတွေကိုအသုံးပြုပြီးတော့တွေးကြပါတယ်တိုက်ပကံပြားတွေပကံပြားတွေမဟုတ်ဘူးပေါ့နော် ကျွန်တော်တို့ရွာဘက်ကလူအများစုကတော့အခုလိုဇလုံးကြီးနဲ့စားလိုက်ရမှအားရကြပါလိမ့်ဗျကျွန်တော်တို့ပါဝင်ပေါ့အလူတမင်းစားဖို့အတွက်မန္တလေးမှာတော်တော်စောင့်လိုက်ရပါတယ်တကယ်တမ်းတော့ဒီနေ့တွေက ကျွန်တော်တို့အတာ9ရွာလုံးကြိုက်တဲ့သူလာစားလို့ရတယ်ပေါ့နော်ကျွန်တော်တို့အတာကရွာ9ရွာကွဲထွက်နေတဲ့အတွက်ဘေးရွာတွေကလာမစားကြတော့ဘူးပေါ့နော်သူတို့ကနည်းနည်းလာတာလမ်းတဲ့အတွက်အလူကိုတက်တက်လာမစားတော့ဘဲနဲ့ကိုယ့်အိမ်မှာကိုပဲစားတောင်းနေကြတော့အလူလာတဲ့သူကတော့ဒီရွာတွေကလူတွေပဲလာကြတာပေါ့အင်းအဒါမန်းလေး ကဟိုဖက်ရှားမှာဒီဖက်ရက်ရှားကိုယ်တော်ကလည်းဘာလို့မှမသိဘူးဆက်ဆက်ဆက်အခုမျိုးကိုပြည့်ခဲ့တာလည်းနောက်တစ်ရက်ရောက်တော့အလူမန်းတက်ကိုအယောင်သွေးစုံလင်စာနဲ့ပြင်ဆင်ထားတာကိုတွေ့မြင်ရပါတယ်။ အလူမန်းတဲ့ရှိမှဆိုရင်လေအလူတကာတကမနဲ့သားမောင်ရှင်လောင်းပုံကိုဗင်နိုင်ကြီးဆွဲပြီးတော့ထောင်းထားတာကိုတွေ့မြင်ရပါတယ်ဒီညမှာအလူကွင်းစားဆေးတောက်ရှိတယ်လို့သိရပါတယ်ကွင်းစားဆေးတောက်ဆိုတာကဒီအလူကိုစီမံခန့်ခွဲမဲ့ညပါဒီရွာမှာရှိတဲ့လူတွေကဘယ်တာဝန်ကိုဘသူကိုပေးလိုက်တယ်ဘယ်တာဝန်ဘသူယူရမယ်ဆိုတော့တာဝန်ခွဲခြမ်းပြီးလုပ်တဲ့ညပါဘာလို့ကွင်းစားဆေးတောက်လို့ခေါ်တာလဲလို့မေးကြည့်တဲ့အခါမှာအရင်တော့အချိန်တွေတော့ကွင်းရဆိုတာလဲအစင်းသင်းမရှိဘူး စေးလိုက်တော့လဲအစင်သင်းမရှိခဲ့တဲ့အချိန်တွေတော့ဆိုရင်အဲ့ဒီညမှာလူကြီးတွေကကွင်းရရာစားရင် စေးလိုက်လိုက်တော့ရင်းနဲ့သူတို့ကဒီအစည်းအဝေးတွေကိုဆွဲကြတယ်လို့သိရပါတယ်။အဲ့ဒါကြောင့်မလို့အဲ့ဒီညကိုကွင်းစားစေးတော့လို့ခေါ်တာပေါ့နော်။အခုကတော့စေးလိုက်ကလည်းအစင်သင်းကွင်းရလည်းအစင်သင်းရှိနေတဲ့အတွက်အရင်ခစ်တရားလိုခက်ခက်ခဲခဲမဟုတ်တော့ဘူးပေါ့နော်မဟုတ်မုံကြီးမဆင်မဆိုးမဆင်မရင်းလို့ဖြစ်ကြပါလေ ကျွန်တော်ဖရားပိနတ်ပြာလက်ဩရှိကုံလာမှာဥရခေါမဘောင်းဆောင်ပြီးကိုကျော်ဆောင်ကိုတမောင်းဝင်းကိုဝင်းရဲ့၎င်းဘုတော်နာနတ်ပြာလက်မဟာလက်ကဆောင်ရမေးရပေါ်ပြေရင်းလက်ရဖရားပိမှာဖရားပိရင်အမီညနေမောင်းတော့တဲ့ဒီတိပေါ်ပြေတာဝင်ရင်းရဒီလောက်ကမြစ်တာရမှာပါလေ ကွင်းစားစေးတောက်ညာကျွန်တော်တော်တော်သဘောကျဆုံးညာတညာပါပဲအဲ့လိုလူကြီးတွေစီမံခန့်ခွဲတာကိုလူငယ်တွေကငင်းဆန်စရာမလိုပဲနဲ့လိုက်လုပ်ကြတာအရန်ကို လေးသားအတူယူစရာကောင်းပါလေနောက်ရက်မှာတော့အလူအဝင်နဲ့ရောက်သွားပြီဖြစ်တဲ့အတွက်ဖျားပင့်ထွက်ပါတယ် ဒီအလူရဲ့ဖျားပင့်အလဲနဲ့နတ်ပြအလဲဗီဒီယိုလေးကိုအရှိန်အနေနဲ့ကျွန်တော်တပုတ်သီးသန့်တင်ထားရှိပါတယ်မကြည့်ရသေးရင်လည်းသွားကြည့်ကြပါဦးဒီဖျားပင့်လဲနဲ့ပတ်သက်ပြီးတော့လေးလာမှတ်သားခဲ့ရတဲ့ဗဟုသုတတစ်ခုရခဲ့တာလေးရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကရွာအလူမန်းတဲ့တွေတွေကိုဝင်လို့ရှိရင်အရင်ခေတ်တွေကတည်းကဖနှက်ချွတ်ခိုင်းပါတယ်ဘာလို့ဖနှက်ချွတ်ခိုင်းတာလဲဆိုတော့အလူမန်းတဲ့တစ်ခုကိုစောက်တဲ့အခါမှာဖျားစင်ကိုထည့်ရပါတယ်အဲ့ဒီဖျားစင်ကိုလည်းရွာရဲ့ဓလိတွေရဖျားစင်လုံးမခေါ်ရပါဘူးဗျ ဖရားចောင်းဆောင်လို့ခေါ်ရပါတယ်အဲ့ဒီလိုဖရာကျောင်းဆောင်ပါတဲ့အတွက်ဒီအလူမန်တက်ကြီးတစ်ခုလုံးဟာဖရာကျောင်းရင်းဖြစ်သွားပါတယ်အဲ့ဒါကြောင့်မလို့အလူဖရာပင့်တဲ့အခါမှာဖရာပင့်ဆောင်တာကိုရွာကျောင်းမှာရှိတဲ့ဖရာကျောင်းဆောင်ကနေအလူမန်တက်တော်ကကျောင်းဆောင်အတွင်ကို ပင့်ဆောင်တယ်လို့ခေါ်ပါတယ် အဲ့ဒီလိုဖရာကျောင်းဆောင်တွေကိုဖရာပင့်ဆောင်လာတဲ့အခါမှာဒီအလူမန်းတက်ကြီးတစ်ခုလုံးကလည်းဖရာကျောင်းဆောင်ကြီးဖြစ်သွားတဲ့အတွက်ကျေးရွာဒီမှာဆိုလို့ရှိရင် အလူမန်းတက်တွေကိုဝင်တဲ့အခါမှာဖနက်လုံးဝမစီရတော့ပါဘူးဗျအဲ့ဒီဟာကအလူမန်းတက်သဘောမဟုတ်တော့ဘဲနဲ့ဖရာကျောင်းဆောင်သဘောတက်ရောက်သွားလို့ပါဒါလေးကတော့ကျွန်တော်မှတ်သားခဲ့ရတာလေးပါရန်ကိုဘဝတုဒ္ဒရရပါတယ်အလူဖရာကျောင်းဆောင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်ဖရာစင်ပေါ့နော် ဖျားစင်နဲ့အတူဖျားစင်ရဲ့ဘေးကရက်မှာဖျားစင်ထက်အနှဲငယ်နှိမ့်ပြီးတော့ပရင်ဆောင်ထားတဲ့စင်တစင် သို့မဟုတ်ចောင်းဆောင်တစ်ဆောင်ရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ရှင်ဥပဂௌဒယဟန္တာရဲ့ဖျားចောင်းဆောင်ပဲဖြစ်ပါတယ်ရှင်ဥပဂௌဒယဟန္တာကိုလည်းတပါးတည်းပရင်ဆောင်ထားပါတယ်ဘာကြောင့်လဲဆိုတော့ပြင်းမှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာ ကိုယ်တိုင်သွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျ။အဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလည်ပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတရာရှိခဲ့လို့ရှိရင် comment မှာနှမ်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုကြပါတယ်ဗျ။ကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျ။အသစ်တင်တိုင်းသိအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုကြပါတယ်။ ရှင်ဥပဂௌဒယဟန္တာကိုပါမန္တအတွင်းမှာတခါတည်းပင့်ဆောင်ထားရတဲ့အကြောင်းရင်းကမိုးလီဝဒမှန်စီဖို့အတွက်ပါ အလူတွင်းမှာမိုးလီဝဒအကြောင်းမလို့အလူမပြတ်စည်းစေဖို့အတွက်ရည်ရွယ်တယ်လို့သိရပါတယ်ဗျာအလူအဝင်နေနဲ့အလူကြီးနေထမင်းကျွေးယုံနေမှာဆိုရင်တော့မင်းညားကကွင်းစားစေးတောက်မှာတာဝန်ခွဲဝေခဲ့တဲ့အတိုင်းပဲရင်းနှွေးချမ်းစပွဲတွေရင်းနှွေးချမ်းခဲ့တဲ့သူတွေပေါ့နော်နောက်ပြီးတော့ မိအိုးထိုးတဲ့သူတွေမိအိုးထိုးတဲ့ဇပွဲတွေအဲ့ဒါတွေကိုလည်းတွေ့မြင်နေရပြီဖြစ်ပါတယ်ဒါမျိုးလေးတွေကလည်းကျွန်တော်တို့ကြေးရွာဓလေလေးမှာအရန်ကိုချက်เสียကောင်းပါတယ်ဒီလိုဓလေမျိုးလေးကိုကျွန်တော်တခါတော့ကဗီဒီယိုတစ်ပုဒ်အနေနဲ့တင်ပေးပူပါတယ် ဲ့တော့အတော်များများကတော့သူတို့နယ်ဒီမှာလည်းရှိတယ်မထူးဆန်းဘူးလို့ပြောကြတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ပြောချင်တာကဒီလိုတလီလေးတွေကများသောအားဖြင့်ကမျိုးပေါ်ဒီမှာမရှိဘူးလို့ကျွန်တော်ထင်ပါတယ်ဗျကျွန်တော်တို့ရွာဘက်ဒီမှာပဲတွေ့ရတာပေါ့နော်အရန်ကိုချစ်စရာကောင်းတဲ့တလီလေးပါအလူဝင်နေမှာတော့ရွာခေါ်တော့ကြက်သွန်ပြုံးနေငချောက်ကိုရော့ကြောထားပါတော့နောက်ပြီးကြတော့ပဲရင်ရေတော့အရန်ကောင်းပါတယ်ပြီးတော့ငပိကြော်ရဲ့ ပဲပင်ပေါက်တုပ်လေးရဲ့ဟုစားရပါတယ်။အရန်ကို စားလို့ကောင်းတဲ့ရုံစန်းနေလေးပဲဖြစ်ပါတယ်။အလူဝင်နေနေ့လယ်ပိုင်းမှာမောင်ရှင်လောင်းနာသားတွေနဲ့အတူအလူတကာတကမာတို့ကဓာတ်ပုံရိုက်မှတ်တမ်းတင်ကြပြီးတော့ညနေပိုင်းမှာဆိုရင်တော့အလူနှက်ပြအလဲကိုထပ်မံထွက်ကြမှာပဲဖြစ်ပါတယ်။ ဒါကတော့ကျွန်တော်တို့ရွာပိုင်းနတ်ကွန်းပဲဖြစ်ပါတယ်။အလူပွဲတွေနတ်ပြတွေမှာဆိုလို့ရှိရင်ဒီနတ်ကွန်းကိုပဲလာရောက်နတ်ပြကြတာဖြစ်ပါတယ်။ ဖျားပင်းနဲ့နတ်ပြမှာမတူတာလေးလည်းရှိပါတယ်။ဖျားပင်းထံနတ်ပြမှာလူပိုးစီပါတယ်။နောက်ပြီးတော့နတ်ပြလဲတဲ့အခါမှာကုန်းတော်ကင်ပန်းတော်ကင်တွေကအပြူပဲဖြစ်ရမယ်ဆိုတာလေးတွေလည်းပါပါတယ်။ ဒီအလူနှက်ပြမှာတော့ကျွန်တော်ထူးထူးဆန်းဆန်းအနေနဲ့တွေ့ရတာကတော့နွားလဲတွေကိုစိုင်းပြီးမောင်းပါတယ်နွားလဲတွေကိုစိုင်းတယ်ဆိုတော့ကျွန်တော်အမြန်မောင်းတာပေါ့နော်ဒုံဆိုင်မောင်းတာပါအဲ့ဒီမှာအချို့ကလည်းပြောကြတာကနွားတွေကိုနေပူခံဖို့အပင်ပန်းတတ်တာဖို့နဲ့ဒီလိုမျိုးစိုင်းဖို့အတွက်နွားတွေကိုအရက်တိုက်ထားရလို့လည်းပြောကြတယ်ဗျဒါဟုတ်ချင်လည်းဟုတ်မယ်ဟုတ်ချင်မှလည်းဟုတ်မယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုကြားသိခဲ့ရတယ်ဗျ ီမှာဆိုလို့ရှိရင်နွားကြီးတွေအရန်ကိုသွားကျင်နေတာပေါ့နော်။ဒီကနွားလဲဆရာဆွဆွဲထားတာဗျ။ဒီနေ့ကတော့အလူကြီးနေဖြစ်ပါတယ်။အလူကြီးနေမှာတော့ထုံးစံအတိုင်းပဲတန်ဃာတော်တွေကိုစွန့်ကတ်ခြင်းတရားနာခြင်း မောင်ရှင်လောင်းတွေကိုသာသနာပောင်သွသွင်းခြင်းစားတဲ့အစီအစဉ်တွေကိုဆက်လက်လုပ်ကိုင်ကြပါတယ်။အဲ့ဒီအသေးစိတ်လေးတွေကိုတော့ကျွန်တော်ဆက်မရိုက်ပြတော့ပါဘူးဗျ။ဒီမှာအကျွေးမွေးတွေနဲ့အလူတကာတကမရဲ့စေတနာ တွေကိုပဲကျွန်တော်သေချာလေးရိုက်ပြလိုက်ပါတယ်နော်။အလူစွန်းကပ်ပြီးမှအချိုဝဲတွေထပ်ကပ်ပါတယ်။အရန်ကိုပဲစေနာရာတရားတွေထပ်တန်တာကိုတွေ့မြင်ရပါတယ်ဗျ။ ဆရာတော်ကသံဃာနဲ့လောင်းရတဲ့သံဃာရှင်ပေါ်မှာကျေးဇူးရှိတယ်။ဒီကမ္ဘာလောကရဲ့အရာဘုရားသံဃာရောင်းလူရအတွက်အပြည့်ကျေးဇူးတော်ပါရဲ့ဧသာတော်ဖြင့်ဒီလေးတိုင်ကြောင့်ကျိုးတော်ပါရဲ့တရားပွဲအပြီးမှာစွန်းစံစိန်လောင်းကြပါတယ်စွန်းစံစိန်လောင်းတာကတော့ တရွာလုံးကစေတနာရှင်တွေကလာပြီးတော့စုံစမ်းသိမ်းလောင်းကြတာပဲဖြစ်ပါတယ်။အလူမန်းတဲ့တဲမှာပပတ်လေလှုပ်ထားပုံကအရန်ကိုပီတိဖြစ်စရာကောင်းလာပါတယ်။ စိန်လောင်းပွဲအပြီးမှာတရားပွဲကိုဆက်လက်ကျင်းပပါတယ်တရားဝဲပြီးတော့အလူဟာအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ပျော်ရွှင်ကခုန်ကြပါတယ်။အဲ့ဒီမှာကလေးငယ်တွေအစားအမျိုးသမီးငယ်တွေအမျိုးသမီးကြီးတွေအစားအဆုံးကခုန်ကြပါတယ်။ဒါကလည်းရွာတလေးအရာ အလူတကာဒကမပြောအောင်ကားကြပြောကြတဲ့သဘောလေးပဲဖြစ်ပါတယ်အလူတကာဒကမကရွှေမိုးငွေမိုးတွေရွာသွန်းပါတယ်အလူအောင်ပွဲကြီးကိုကျော်ရွှင်စွာကျင်းပနေကြတာကိုကြည့်ပြီးကျွန်တော်အပါဝင်ကျွန်တော်ဗီဒီယိုကြည့်ရှုနေတဲ့တငယ်ချင်းတွေပါအရန်ကိုပျော်ရွှင်နေကြမယ်လို့ထင်မြင်မိပါတယ် ဒီနေ့ကျွန်တော်ဗီဒီယိုလေးရတော့ဒီလောက်ပါပဲဗျကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းသီတိုင်းကျေးဇူးအထူးတင်ရှိပါတယ်ဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာအပူအနေနဲ့ပျော်ကြကားကြတာတွေကိုကျွန်တော်ထည့်ပေးထားပါတယ်ဆက်ကြည့်လိုက်ကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်